လူတွေကတော့ကိုကိုကိုအချစ်ဆုံးကိုကိုကိုချစ်တယ်လို့ကိုနဲ့ပတ်သက်တဲ့လူကိုလည်းပို့ပြီးတော့မှချစ်ခင်ကြတယ်အဲကိုကိုကိုချစ်တယ်လို့သူများကိုကြတော့ကိုမဟုတ်ရင်တော့ချစ်ဖို့မလွယ်ဘူးကိုနဲ့ပတ်သက်တဲ့လူကိုချစ်မြတ်နိုးတယ်လို့ကိုနဲ့မပတ်သက်ဘူးဆိုရင်လည်းချစ်မြတ်နိုးနိုင်မှုမလွယ်ဘူးဒီကတော့ငါဆွဲတယောက်ယောက်အဆွဲကိုနဲ့ပတ်သက်တဲ့တစ်ခုခုအဆွဲအားကြီးတာဒီဆွဲလမ်းမှု ဘလို့မှမရှင်းနိုင်ကြအောင်မစွန့်လွတ်နိုင်ကြအောင်ရှော့ချဖို့တော့မလွယ်ဘူးအဲဒါကြောင့်လဲတူတယောက်ကိုဆွဲလန်းနေရမှပြီးတော့ကိုယ်နဲ့ပတ်သက်တဲ့တခြားတူတယောက်ကိုပဲဖြစ်ဖြစ်ဆွဲလန်းမှအဲလိုဆွဲလန်းစရာတူတယောက်မရှိဘူးဆိုရင်တော့ခွေးချောင်းတွေပဲဖြစ်ဖြစ်တရိษံတွေကိုဆွဲလန်းရမှအဓိကတော့ကိုယ့်ရဲ့စိတ်ကြောင့်ဖြစ်ပေါ်ရတဲ့ဆွဲလန်းမှုပေါ့တူတယောက်ကဒါမှမဟုတ်တရိษံတကောင်က ချစ်ဖို့ကောင်းတာမကောင်းတာတဲ့ကိုယ့်ရဲ့ချစ်တဲ့စိတ်ကြောင့်ချစ်စရာဒုတိယအမြဲတမ်းလိုတာတရားဒုတိယကိုအားကိုးရင်တဲ့စိတ်ကြောင့်လူမဟုတ်ရင်တောင်မှတိရိစ္ဆာန်တကောင်အမြဲတမ်းလိုအပ်တာအဓိကတော့ကိုယ်စိတ်ရှင်နေမှုအတွက်ပေါ့ကိုယ့်ရဲ့လောဘအတွက်အဲလောဘဆိုတဲ့ဘဝတနာဘဝကိုအဆွဲလျှော့ချနိုင်တဲ့စိတ်နာမှာတတ်မဲ့အရာဝတ္ထုတွေကိုဆွဲလန်းမှုရှိနေတယ်ဆိုလဲ ဒီဆွဲလန်းကြောင့်ပဲစိတ်ရဲ့အပြစ်ကိုမြင်ပြီးတော့ယုတ်ကြီးပဲဆွဲရင်ယုတ်ကြီးပဲရှိတဲ့ပြမာတွေဖြစ်ရတယ်။ယုတ်အပြစ်ကိုမြင်ပြီးတော့စိတ်ကိုပဲဆွဲရင်လည်းစိတ်အပြစ်မမြင်ဘူးဆိုရင်နာန်ကြီးပဲရှိတဲ့ပြမာတွေဖြစ်ရတယ်။ဒီစိတ်ရဲ့ဒုက္ခရောယုတ်ရဲ့ဒုက္ခရောတိတိကျကျတိမှအဆွဲတဏ္ဏနဲ့မတိမှုအဝိဇ္ဇာကင်းစင်ပြီးတော့ဘဝဆိုတဲ့တဏှာဝစင်းရဲကအဝိဇ္ဇာတဏ္ဏရဲ့နှောင်ကျွမ်းနေပြီးတော့ပြီးတိုင်လွတ်မြောက်တယ်။ဒီမတိမှုနဲ့ဆွဲလန်းမှုတွေက တတဝအနန္တကိုဖန်ဆင်းထားတယ်။32ပုံကိုဖန်ဆင်းထားတယ်။အစင်းမျိုးမျိုး၊အတန်မျိုးမျိုး၊အနံ့မျိုးမျိုးနဲ့ရတာမျိုးမျိုးနဲ့တွေ့ထိခံစားစရာကာမဂုဏ်အာယုန်တွေမျိုးမျိုးနဲ့သိစရာမျိုးမျိုးတွေကိုမသိမှုအဝိဇ္ဇာနဲ့ဆွဲလန်းမှုတဏှာနေပြီးတော့ဖန်ဆင်းထားတယ်။ဒီလိုနားမလည်တွေကတော့ကိုကိုကိုဆိုတဲ့တူတယောက်ကိုရှစ်လုံးမွားဖြစ်နေမယ်လို့မဟုတ်လေတခြားတူတယောက်ကိုပါကိုနဲ့ຫນွယ်ပြီးတော့ကိုသားမီးဆိုပြီးဖြစ်ဖြစ်ကိုဇနီးခင်မွန်းဆိုပြီးဖြစ်ဖြစ်ကိုတင်ငယ်ချင်းဆိုပြီးဖြစ်ဖြစ်ကိုရဲ့ဆွဲလန်းမှုနဲ့ကိုပဲ ချစ်စရာဖြစ်နေမယ်။တစ်ဖက်မှာဒေါရလည်းမกินတဲ့အခါကျတော့ကိုယ့်ရဲ့ဒေါရနဲ့ကိုပဲအချစ်ကြီးရောမုန်းကြီးတယ်။ချစ်ဆုံးရင်မုံစားတယ်အမုံဆုံးရင်လည်းချစ်စားတယ်အဲ့တော့ချစ်လိုက်မုံလိုက်တန်နေရကြီးကလောဘကြီးလိုက်ဒေါရကြီးလိုက်ပေါ့မောဟဆိုတဲ့မတိမှုအားကြီးလိုက်မတိမှုတွေညော်နေလာလိုက်ဒီလောဘဒေါရမောဟကိလေသာအစမပြတ်ဖြစ်လို့မဆုံးနဲ့တန်နေရကြီးကဆုံးစားမရှိအဲ့တော့မိမိရဲ့မတိမှုကို ဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့တိမှုဝိဇ္ဇာအာကိုပြီးတော့ရှော့ချရတယ်ပြောင်းလဲရတယ်ချိန်မောရတယ်ကိုယ့်ကိုယ်ဆိုရင်တော့နားလည်ဖို့တော့မလွယ်ဘူးကိုယ့်ကိုယ်နားလည်အောင်ဘုရားဖြစ်နေကြိုးစားမယ်ဆိုရင်အနည်းဆုံး၄သိန်းချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ရတဲ့ကုလိုကောင်းမှုတွေလုပ်ရတယ် တရားလုတ်ကကိုမသိတာကိုဘုရားတရားတန်ခါအကူကြီးနဲ့သိအောင်ကြိုးစားတယ်သိအောင်လည်းမပြီးတဲ့အခါကျတော့ကိုမကြင့်နိုင်တာကိုလည်းအခုလိုတရားပွဲတွေတရားစခန်းတွေတရားရိပ်သာတွေပြုလုပ်တည်ထောင်ပြီးတော့ဓမ္မမိတ်ဆွေချင်းချင်းပေါင်းပြီးတော့လူရှင်တွေလောအပ်ပြီးရဲ့အားပေးကူညီမှုနဲ့ဘုရားတရားတန်ခါရဲ့ဥဆောင်မှုနဲ့ကိုမကြင့်နိုင်တာကိုကြင့်နိုင်အောင်ကြိုးစားတယ်ဒီကတော့ကိုရဲ့လောဘဆိုတဲ့ညစ်တွေဆွဲလန်းမှုတဏှာရဲ့အပြစ်ဒေါရဆိုတဲ့မယုံကြည်မှုမကြည်နပ်မှုဒေါရရဲ့အပြစ် ဒါတွေကိုမသိနားမလည်မှုမောဟရဲ့အပြစ်ကိုသိတာမှမှန်တယ်လို့အထင်မှားတဲ့မောဟရဲ့အပြစ်လူစရာသိဉာဏ်ရှိတဲ့ထင်ပြီးတော့လူတွေသိတဲ့အသိကိုပဲမှန်တယ်လူတွေကိုပဲအမှန်ယူတယ်အထင်ကြီးတယ်ဆိုတော့မောဟရဲ့အဖြစ်ဒါတွေကတတ္တဝအနန္တကိုစီကိုကမှရှိကြတယ်အဲဒါတွေကို ကိုယ်တိုင်သိအောင်လို့ကြိုးစားရတယ်ကိုယ့်အဖြစ်ကိုသိရင်သူတို့ကမှလည်းဒီလောဘဒေါရမောဟကိလေသာရဲ့အဖြစ်ပဲဆိုတော့သူတို့ရဲ့အဖြစ်ကိုလည်းသိတယ် ိုဆိုတာကတရားကြတော့အဝိဇ္ဇာနဲ့တဏ္ဍာလောဘဒေါသမောဟကိလေသာပဲသူဆိုတာလေတရားကြတော့ကိလေသာကလားဖန်ဆင်းထားတဲ့သူတစ်ပါးလောဘဒေါသမောဟကဖန်ဆင်းထားတဲ့မိမိလောဘဒေါသမောဟကအထင်မှားစေတဲ့ငေါ့စာကိုတကယ်ပိုင်နေထင်တော့ဒီလိုနဲ့ပဲထားခဲ့ရတာပေါ်ပေါင်းမရမတွက်နိုင်တော့ပိုင်နေထင်တော့လေပူဆွေးရတာတွေလေဆွေးရင်ရတာကြောင်းရင်ရတာတွေကလေတသန်နေရာလုံး ဒီလိုကုသိုလ်ကောင်းမှုတွေပြည့်လုံးမှာပဲဒီလိုလောဘဒေါသမောဟတွေဖြစ်ရတဲ့ဒုက္ခအထင်မှားနေရတဲ့ဒုက္ခကျော်နေပြီးတော့တက်တာလာမယ်ချမ်းသာလာမယ်အဓိကတော့လောဘဒေါသမောဟကစိတ်မှဖြစ်တာဆိုစိတ်ကလောဘဒေါသမောဟကြီးတဲ့လောက်လောနေရတယ်ပူနေရတယ်အထင်မှားနေရတယ်လောဘဒေါသမောဟကျော်နေတဲ့လောက်အေးစေးလာတယ်တည်ငြိမ်လာတယ်ပူပန်မှုတွေရောတဲ့လောက်အေးချမ်းလာတယ်အထင်မှားမှုတွေရောတဲ့လောက်အမှန်တရားကိုသိလာတယ်အဲ့ဒီတော့လေ ကိုကျိုးဆွနိုင်မှုသူတစ်ပါးအကျိုးဆောင်ရရတယ်။ဘုရားတရားတန်ကတာရဏအကျိုးဆောင်ရရတယ်။လှုပ်ခြင်းနဲ့စိတ်ကရှိနေတော့လှုပ်နိုင်တဲ့စွမ်းအားကလည်းရှိနေနေတော့ကိုယ့်အတွက်နေရာမှာကိုယ့်အတွက်လှုပ်တာပဲဖြစ်နေမှုနေရာမှာလှုပ်ယုံတက်တက်ပြုလှုပ်တာဖြစ်စေဖို့သူတို့ဘာအတွက်ဖျားတရားတန်ခါအတွက်အရိယတစဉ်လွယုံတက်တက် ပြုလုပ်မှုတိုင်းပေါ်မှာအမြဲတမ်းသိနေခြင်းအဖြစ်ပြုလုပ်သူမရှိခံရသူမရှိပြုလုပ်မှုအကြောင်းတရားနဲ့ဆိုင်ရာအကျိုးပေးတရားတွေပဲရှိတယ်ပြုလုပ်မှုအကြောင်းတရားနဲ့တူတော်တံပြန်အကျိုးပေးမှုတရားတွေပဲဖြစ်နေတယ်လူလိုက်တယ်ဆိုလဲဒါလူတန်းမှုဖြစ်သွားတာသူ့ရဲ့အကျိုးပေးကပြန်ပြီးတော့လူခံရမှုဖြစ်လာတာကူညီလိုက်တယ်ဆိုလဲ ဒီကူညီမှုကသူညီတော့ကူညီပြန်ပြီးတော့ရစေမှုဖြစ်စေတယ်အဲ့တော့ကိုလုံးမှကိုရတယ်ဆိုတာကိုလုံးတာပဲကိုပြန်ရတာမကောင်းတာလို့ရင်မကောင်းတာပြုလုပ်သူတစ်ပါးရဲ့မကောင်းပြုလုပ်ခြင်းကိုပြန်ရတယ်ကောင်းတာလို့ရင်လည်းကိုလိုကောင်းတာပြုလုပ်တဲ့လူတွေနဲ့တွေ့ပြီးတော့သူတစ်ပါးရဲ့ကောင်းတာပြုလုပ်ခြင်းကိုကိုပြန်ရတယ်အဲ့တော့မလုပ်ဘဲနဲ့တော့ ရစရာအကြောင်းမရှိဘူးပေါ့။သူလှုပ်ပြီးတော့ကိုရစရာတော့မရှိဘူး။မျက်မြင်ကိုကြည့်ရင်တော့သူပေးလို့ကိုရတယ်။ဉာဏ်မြင်နဲ့ကြည့်မယ်ဆိုရင်တော့ကိုပေးခဲ့လို့ကိုပြန်ရတယ်။ကိုပေးတဲ့လောက်ပဲကိုပြန်ရတယ်။သူတစ်ပါးကဒါပေးလို့ရမယ်ဆိုရင်ကပေးမဲ့လူကိုပဲလိုက်ပြီးတော့ရှာတောင်းနေဖို့ပဲရှိတော့တာအဲ့လိုဒါပေးလို့ရမယ်ဆိုကိုပေးခဲ့တဲ့ကံရှိမှကိုပြန်ရတယ်အချောင်လိုရင်းလို့မရဘူးတောင်းနိုင်လည်းမရ တော့မြဲမြားပေးမှလည်းမြဲမြားရတယ်အမြဲပေးနေမှလည်းအမြဲပြန်ရတယ်ဒါကံရဲ့အကျိုးပေးရကိုကံကကို့ပဲအကျိုးပေးတယ်ကိုကမြဲမြားပေးပြီးတော့မှသူတစ်ပါးကမြဲမြားရသွားစရာမရှိကိုကမြဲမြားတီလာဆောင်ပြီးတော့သူတို့ဘာကမြန်မြလုံကြုံသွားကြတော့မရှိကိုတီလာဆောင်တလောက်သူတို့ဘာရဲ့အသက်အိုးရင်စီစဉ်ချမ်းသာတွေကိုနားလည်မှုတွေအသိဉာဏ်တွေကိုဆောင်လျှောက်တလောက်ကိုရဲ့အသက်အိုးရင်စီစဉ်ချမ်းသာတွေနားလည်မှုတွေအသိဉာဏ်တွေရလဲလုံကြုံစိတ်ချရတယ်ကိုရဲ့တက်ရှိတက်မဲ့တွေကိုကာကွယ်ဆောင်လျှောက်နိုင်တဲ့စွမ်းအား ထင်းထင်းဆောင်းဆောင်းနိုင်တဲ့စွမ်းနားလည်မှုတွေအတိညာတွေကိုထင်းထင်းဆောင်းဆောင်းနိုင်တဲ့စွမ်းအကြီးတလောက်ကို့မှာလဲဒါကို့ဘဝလုံခြုံတယ်ကို့ဥစ္စာပစ္စည်းတွေလည်းစိတ်ချရတယ်သူတို့ကဖြည့်ဆည်းလို့မရကို့ရဲ့နားလည်မှုကမှန်တယ်ကို့အတိညာကထက်တယ်ဒီလိုအနတ္တတရားတွေကိုပါနားလည်နိုင်တယ်တစ်ဖက်ကတတိထားတလောက်အမှန်သိတယ်အစွဲဖြုတ်တလောက် မိမိရဲ့အဆွဲတွေပဲယောနေသွားတယ်အဆွဲကြီးနေတယ်လို့မိမိရဲ့လောဘဒေါရမွားတွေပူကြီးလာအဆွဲဖြုတ်တယ်လို့လောဘဒေါရမွားတွေယော့သွားတယ်ဘာပဲလုပ်လို့သတိနဲ့လုံတယ်လို့လောကီရဲ့အမှန်တရားကိုလည်းသိတယ်နောက်ကွယ်ကအကျိုးပေးနေတဲ့ကံရဲ့ကံနဲ့ကံရဲ့အကျိုးပေးကိုလည်းသတိထားနိုင်တယ်လို့သိတယ်အဲ့တော့ပြုလုပ်မှုပြောဆိုမှုတွေးကြံမှုတိုင်းမှာကာယကံဝစီကံမနောကံပြုလုပ်မှုတစ်ခုချင်းစီရဲ့အပေါ်မှာတတိထားနိုင်မှာ ပြုလုပ်သူမရှိဘူးဆိုတာပြုလုပ်ခြင်းတက်တက်ပဲဆိုတာအော်ခံရသူဆံရသူလည်းမရှိဘူးဆိုတာခံရခြင်းတက်တက်ပဲဆံရခြင်းတက်တက်ပဲဒါတွေကဘယ်သူနဲ့မဆိုဆိုင်တာပဲဆိုတာငါပဲလှုပ်တာမဟုတ်ဘူးကောင်းတာရောမကောင်းတာရောဘယ်သူမဆိုလှုပ်နိုင်တာပဲနေတာနဲ့များတာပဲကွာမဲဒီဝရမမကောင်းတာလှုပ်တာမဟုတ်ဘူးဘုရားရှင်လည်းဘုရားမဖြစ်ချင်းအချိန်ကာလမှာတော့မကောင်းတာတွေလှုပ်ခဲ့တယ်အဲ့တော့ဝိကျွေးတော်တွေအဖြစ်နဲ့ပြန်ပြီးတော့ဆန့်တယ်ဒါကမှားเสียမှရှိတယ်အမှန်တရားပေါ့ဘယ်သူမဆိုမှားနိုင်တယ်ပေါ့ဘုရားရှင်ကလွှဲ ဘယ်လိုမဆိုမကောင်းတာတွေလုပ်နိုင်တယ်အဲ့မကောင်းတဲ့လုပ်ရက်ကဘယ်လိုနဲ့မဆိုဆိုင်တယ်အဲ့ဒီလိုပဲကောင်းတဲ့လုပ်ရက်ကလည်းကြိုးစားရင်တော့ဘယ်လိုမဆိုဘုရားဖြစ်တယ်ပြည့်စုံကဗုဒ္ဓဖြစ်တယ်လဝဲရလဲရရန်ဖြစ်တယ်ယဟနာဖြစ်တယ်အဲ့တော့ကောင်းတဲ့လိုရက်ကလည်းဘယ်သူနဲ့မဆိုဆိုင်နေလှုပ်ဖို့ပဲလိုတယ်ကိုကိုကိုကသူတပောက်ကထည့်ပြီးတော့စဉ်းစားစရာမလိုဘူးအကြောင်းကြောင့်အကျိုးဖြစ်တယ်ဘယ်သူမှသားလို့မရပြည်လုံးမှုအကြောင်းတရားတွေကအစွမ်းထက်တယ်သူတော့ကျိုးပေးတယ်ကိုသတိထားနိုင်တဲ့လောက်အမှန်တရားကိုသိတယ်သတိအားကြီးဖို့ ကိုအစွဲဖြုံနေတဲ့လောက်အစွဲကင်းလာတယ်အစွဲကင်းတဲ့လောက်စိတ်ကလွတ်လပ်လာတယ်ကျမ်းမာလာတယ်တတိထားတဲ့လောက်အမှန်သိတဲ့အတွက်စိတ်ကလည်းချမ်းသာလာတယ်အမှန်မသိတော့ကိုကိုအောင်ကိုအထင်မှားပြီးတော့စိတ်ဒုက္ခတွေဖြစ်နေရတယ်လောကကြီးကိုထင်မြင်တယ်လို့ထင်ပြီးတော့မိဘအပေါ်မှာကိုကိုကိုအပေါ်မှာမိသားစုအပေါ်မှာတငယ်ချင်းတွေဆွေမျိုးတွေအပေါ်မှာကိုရန်သူတွေအပေါ်မှာကိုထင်မြင်တယ်လို့အထင်မှားပြီးတော့ကိုအထင်မှားနဲ့ကိုပဲစိတ်ဆင်းရဲနေရတယ်စိတ်ဒုက္ခရောက်နေရတယ် အဲ့တော့ကွာတတိထားနိုင်တလောက်တတိထားတာကပြုလုပ်မှုတက်တက်ပဲပြုလုပ်ပြီးပြက်နေတာပဲဆိုတော့စိတ်ရဲ့မနောကံရဲ့ပျက်စီးမှုတွေကိုတခုခုဆိုတော့အတ္တမဟုတ်တယ်။တယောက်ယောက်ဆိုတော့အတ္တတဘောမရှိတဲ့ပြုလုပ်ကံမြတ်ပဲမကောင်းတာလည်းပြုလုပ်ပြီးတော့ပြက်သွားတာပဲ။ကောင်းတာလည်းပြုလုပ်ပြီးတော့ပြက်သွားတာပဲ။မမြဲတဲ့တဘောတက်တက်ပဲဆိုတော့ဒီကံတွေကပြုလုပ်တဲ့ပုံကိုပြန်ပြီးတော့ချိန်တန်တဲ့အခါမှာအကျိုးပေးတယ်ဆိုတော့ကံနဲ့ကံအကျိုးပေးကိုနားလည်ပြီးတော့သုံးချနိုင်တဲ့ ပညာရှိသူတော်ကောင်းတွေဖြစ်ကြပါစေတည်းအမြတ်ဝိတ္တဗုဒ္ဓဂုဏအနန္တောဓမ္မဂုဏအနန္တောသံဃာဂုဏအနန္တောမာတာပိတုဂုဏအနန္တောဟာသရိယဂုဏအနန္တောနန္တောနန္တာဘာဝရူဟု ယူတိမြန်နုအဆုံးမူ၍ရှိခိုးကြောပါဤရှင်ဖျာနန္ဒငါးပါခင်မုန်ကြီးဆယ်ပါးနေရိယာသူတော်ကောင်းတို့ပေါ်၌ကျွန်ုပ်တို့ကပြမာခဲ့မိတော်ကာယကံမူဝစီကံမူမနောကံမူတို့ကိုသောပံဝင်ချ กระโดบาอิရှင်เปียจนุตุบ่อไนปิมาสอกาเกรีเมียกูเลจนุตุกาตีขันจีขึ้นลบบากုံอิရှင်เปีย37บงจินเลจากုံเนาะลุณะเปียมาตัตวะอาลุจำมาจะวาสิฉันดาจะวาสิ ဘိယခတိကိဉ္စရာပါစေသုယိခတိကိဉ္စရာပါစေယောဂခတိကိဉ္စရာပါစေကျွန်ုပ်တို့ဤဘဝဆက်ဆက်မှစ၍ယနေ့ထက်တိုင်ဟောင်းပြုခဲ့ဘူးတော်ဒါနာကုတုဤလာကုတုဘာဝနာကုတု ကောင်းမှုအစူစူတို့ကိုအာလုံးဖြားချရမြာရမြာအမြာအမြာယူတော်မူကြပါကုန်တော်အရိယာသူတော်ကောင်းသူမြဲလောင်းမြာပို့တာတော်မြတ်တာလေးဝေတော်မြတ်ကိုလည်းကျွန်ုပ်တို့ကဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုခေါ်ဆိုပါကုန်၏ Tadu, 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 Kudu, Mia, 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 Yudo, Mucha, Bagono, Tadu, 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 Kudu, Mia, 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 Yudo, Mucha, Bagono,